တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေတင်ဆက်ဆိုလိုက်ပါရစေ။တနေ့နဲ့ဆက်ပေးမယ့် Anime ကတော့ Sakamoto Day ရဲ့ Episode 7ပဲဖြစ်ပါတယ်။တိုက်ပေါ်မှာတော့ပုံစံတော့နေကတက်လိုက်တာကွာ။ တွေ့ပါတယ်ဒါတွေကိုဖြည့်ရှင်းဖို့အတွက်စကမိုတိုဆိုတဲ့ကောင်ကိုတက်လိုက်ရင် OK မှာပါဒါဆိုရင်ငါစားချင်တဲ့ဆူချီလည်းဆွဲလို့ရပြီတဖက်မှာတော့စကမိုတိုတို့လည်းဆူချီအတွက်လာတိုက်တဲ့ဟစ်မန်တွေကြောင့်ကုံစုံဆိုင်ကပျက်စီးလာခဲ့ပြီးစိုင်းကိုပြင်ဖို့အတွက်ပတ်ဆက်လို့တာကြောင့်တိုင်ပတ်နေတော့ကော်တနက်ပြက်ပြိုင်ပွဲရဲ့ကြောင့်ကိုတွေ့လိုက်ရတယ်ဆူချီက7သိန်းတောင်လာပွဲကမနဲ့ဖြန့်ဆိုတော့ရှယ်ဒီကြမယ်လေအဲ့ချိန်မှာပဲစကမိုတိုဆိုတဲ့လူရှိလားမင်းရှာနေတဲ့လူကမရှိဘူးကောင်လေဒီဆိုင်ကစကမိုတိုရဲ့ဆိုင်မဟုတ်ဘူးလား အဲ့လိုနာမည်နဲ့ဆိုင်တွေကအများကြီးပဲလေလွဲပြန်ပြီကွာဒါဆိုရင်လေဆူရှိကစားလို့ရမှာမဟုတ်တော့ဘူးဒီဘက်ဆိတ်ကခလေးလိုပါလားဟဒလူဆိုင်ပေါင်းကဂျပန်မှာတိန်းထောင်တောင်ရှိတယ်ဒါဆိုရင်ယထာခနဲ့တင်ခွေးဖြစ်လောက်တယ်ပြောရင်တော့ဗိုက်ဆာလာပြီဟမာရှီမိုဟီဆူကီလေဆိုင်ထဲကပြန်ထသွားပြီမဲ့ခေါက်ဆွဲဘူးကိုစားချင်လို့ကြည့်နေတာကြောင့်ဆက်ကမို့တို့လေအသားပေါက်စီတွေပေးလိုက်ကဟီဆူခဲလေပျော်ပြီးပြန်သွားခဲ့တယ်ညဘက်မှာတော့ဟီဆူကဲလေအလုပ်ပြုတ်ခဲ့တဲ့အကြောင်းတွေကိုပြန်တွေးနေတော့ရုတ်တရက်လေးချမ်းတွေကြောင့်ရွှေဖြင့်တဲ့ကပြစ်သွားခဲ့ပြီမဲ့လီတိုင်ရင်လွင့်လာတဲ့ပြန်ပွဲရဲ့ကြောင့်ညာအကြောင်းပြောသွားခဲ့တယ် မနေ့ရောက်တော့ဆာကမိုတိုတို့လည်းပြိုင်ပွဲနေရာကိုကြောက်လာကြပြီးစင်ရင်သွင်းနဲ့လူဝက်တဲ့စကားပြောဆက်တွေကိုဝယ်လိုက်ကြကလူကတော့ဘေးကနေပဲအပိနေခဲ့တယ် အဲ့ချိန်မှာငါလဲပါချင်လိုက်တာကြောက်ထက်ပြိုင်လို့မရဘူးဟအနည်းဆုံးနှစ်ယောက်ရှိမှရမယ်လေဟီဆိုကဲလဲလင်းနေတုံးစကာမိုတိုတို့ကိုတွေ့သွားတာကြောင့်သူ့ကိုပါဝေပြိုင်ခိုင်းဖို့တောင်းဆိုလိုက်လို့စကာမိုတိုလည်းလက်ခံလိုက်ပြီးသုံးဖို့စလုံးနာမည်ဆင်းပေးလိုက်ကြတယ်ပြိုင်ပွဲမစခင်မှာထိုင်ကပြိုင်ပွဲစီမင်းစည်းကမ်းတွေကိုရှင်းပြနေပြီးအသုံးပြတဲ့ကော့စေးတွေကအရောက်ပါတဲ့ရောဘတ်ဂျီတီကိုတုံထားတာကြောင့်ခိမိဒါနဲ့ပြိုင်ပွဲကထွက်ရမှာဖြစ်ကလက်နက်လျှောက်လုံးကပြစ်ကွင်းဖြစ်တုံးမှာဖြစ်လို့ပြိုင်ပွဲပြီးရင်တော့အသင်းရဲ့အကောင်လုံးကလမ်းကိုပြန်ပြန်ရှင်းပေးရမှာပဲဖြစ်တယ် ပွဲစားတာနဲ့အသင်းကြီးအကုန်လုံးလည်းနေရာယူထားလိုက်ကြပြီးငါကဘာလို့ရမှာလဲကွာစိတ်ကြိုက်ပြစ်လေကိုလူကိုတော့ပြန်မပြစ်နဲ့ပေါ့ပြန်ပွဲစားတော့ဟီဆူကေလည်းဒီမဲ့အသင်းကြီးကိုရှက်တီးပေးလိုက်ပြီးဘာလဲဟာဒီဘဲကရှင်မြန်တာပဲစကမိုတိုနဲ့ရှင်းလို့လည်းရှက်တီးလိုက်ကြရတယ်ဆိုင်ကိုကြီးကမှန်တက်ပြီးရမန်ဘူးတွေထက်တင်ပြင်မယ်ကွာမင်းတို့ပစ်ချက်တွေကပရိုရီလိုပဲနော်ဆာကမိုတိုကရှယ်ချမ်းတာပဲဒါကြောင့်နာမည်ကြီးတဲ့ဟင်မန်ဖြစ်နေတာပေါ့အရန်ဘူးပြီးရှောက်ပြောနေတဲ့လူကြောင့်ဟီဆိုကေလည်းတပတ်ကိုထုတ်ကြည့်လိုက်ပြီးလုံးဝမဖြစ်နိုင်ဘူးလေ ိပုံကသူ့ပိန်တော့ရိုက်ထားတာဟာဒီယူမကရှောက်ပြောနေတာပုံထဲကတခြားစီပါကွာအကုန်လုံးလက်ရှိနေကြပြီရုတ်တရက်ရှိစုကလူလိန်တွေကိုမုန်းတယ်တငယ်ချင်းတို့တွေးထားပြီမဲ့ရန်သူဆိုရင်တော့အပြည့်ရှင်းပြရမယ်အချားအဖွဲတွေလာပြစ်လို့လူစုကွဲသွားကြပြီဤစုကအချက်ပေးလိုက်တော့သူ့ပေါ်တာချက်တူရေးဖီစုကကတနက်အိတ်ကိုယူလာပေးခဲ့ကတက်လိုက်လို့စကမို့တူလဲရှက်ရီသွားခဲ့တယ်ဟီဆိုကဲလဲလွဲသွားတာကြောင့်ပိုကောင်းတဲ့ဖြစ်ကွင်းကိုလိုက်ရှာဖို့ထွက်သွားခဲ့ကရှင်းကနောက်ကလိုက်သွားဖို့လုပ်ပေမဲ့ပင်ပတ်သင်းကလူတွေရောက်လာလို့မျက်ချစ်ပြတ်သွားခဲ့တယ် ချောင်းချိတ်ဖို့လို့တော့ကြည်စံကစိုင်းဘက်ကိုပြန်ကန်လို့လက်မောင်းကိုချက်ထိသွားခဲ့ပြီးငါရဲ့ပြစ်ချက်ကိုရှောင်နိုင်ခဲ့လို့ချီကျူးပါတယ်ဘုံဝင်မြင့်မနေနဲ့ဆောက်ပေါ်ဒါကတိုက်ဆိုင်တာမဟုတ်ဘူးကြည်စံရဲ့လက်ဘက်ပုံနဲ့လှုပ်ရှားမှုကိုတွက်ချက်ပြီးပြစ်လိုက်တာပဲဟုတ်တယ်ငါရဲ့ကြည်စံက၃ဆင့်ထိကြည်လေပြန်ကန်ထသွားရင်တောင်မှပြစ်မှတ်ကိုထိနိုင်နေအချင်းချင်းတောင်ရှယ်ဖြုတ်နေတာပဲငါစကုတ်တဲ့ဝင်လာရင်တော့ဘသူကိုမဆိုးရှယ်တီးပြစ်မယ်စရိုက်ပြစ်နေလို့ရှင်းလို့လဲလမ်းကြားထဲမှာဝင်ပုန်းလိုက်ကြတယ် ဟိစုကဲလေအတိတ်မှာတော့တနက်ပြစ်တော်ပေမဲ့အရင်အတိုင်းမှာညံ့နေတာကြောင့်အသုံးမဝင်လူကြောက်လို့ဆက်ဆံခံနေရပြီး GA ကနေအလုပ်ထုတ်ခံရပြီးတဲ့နောက်ပိုင်းမှာတော့ငမွဲဘွားကနေလွတ်ဖို့နဲ့အတော်ဆုံးစနိုက်ပါဖြစ်ကြောင်းသတိပြဖို့စကာမိုတိုကိုရှင်းပြဖို့လုပ်နေတာတွေကိုပြောမိနေကမိုက်ဖွင့်ပြီးရှောက်ပြောမနေနဲ့ဒီကကကိုယ့်ရဲ့အစွမ်းကိုယုံကြည်ဖို့ပဲဟာဟိစုကဲလေလန့်သွားခဲ့တယ်စကာမိုတိုကတင်ညာကိုရိမ့်မိသွားတာကြောင့်ကြောက်ခဲနဲ့ပြစ်လိုက်လို့ဟိစုကဲရဲ့တနက်လေပျက်စီးသွားခဲ့ပြီး လစ်သွားခဲ့ကပွဲပြီးသားတော့ဆာကာမိုတိုရဲ့အဖွဲကနိုင်သွားခဲ့ပြီးညာရောက်တော့ဟီဆိုကဲလည်းငါကအတုံးစနိုက်ပါတက်လို့ထင်ခဲ့တာအခုတော့ခွေးဖြစ်သွားပြန်ပြီမင်းကမျက်ရည်ပေါ်တာပဲနော်အားနေတဲ့သူတွေအကြောင်းကိုမင်းသိလို့လားအားနေတယ်ဟုတ်လားဒီလိုထူးချွန်တဲ့စနိုက်ပါသမားနေရင်ဆိုင်ရတာကပထမဆုံးချိန်ပဲပြန်ခါနီးတော့ရှင်ကစုကြီး90ပြားကိုပေးလိုက်ပြီဒါပဲလားဟမင်းကြောင့်ပျက်စီးသွားတဲ့ဟာတွေကိုနှုတ်ထားတာလေအဆုံးတစ်ချက်ရှိပေးခဲ့ကြလို့တကယ်ကျွန်တော်အလုံးကိုအထူးပဲယူတင်ရှိပါတယ်